ဒီချက်ကြောင့်မစီရဲ့ချီအောင်နေနိုင်တော့မှမဟုတ်တဲ့ရမယ်မန်ချက်စတာယူနိုက်တက်အသင်းရဲ့ကစားသမားဟောင်းတစ်ယောက်ဖြစ်တဲ့လူဝစ်ဆာဟာကဘာစီလိုနာအသင်းရဲ့လူငယ်ကျယ်ပွင့်ဖြစ်တဲ့လမိုင်းရမယ်အနေနဲ့မစီရဲ့ချီအောင်လိုက်ပြီးတော့မိနိုင်မှာမဟုတ်ဘူးဆိုပြီးတော့သတိပေးလိုက်ပါရီအရာမင်းအနေနဲ့ပြီးခဲ့တဲ့ချယ်စီနဲ့အသင်းကိုရှုံးနေခဲ့တဲ့ပွဲစဉ်မှာစပိန်လက်ရွေးစင်အသင်းဖော်မာကူကူရီလာရဲ့အိတ်ကက်ထဲမှာပဲကစားခဲ့ရပြီးတော့ခြေစွမ်းကြာဆင်းနေအောင်လည်းမြင်တွေ့ခဲ့ရပါရီအဲဒါပြေရမယ်ကပေါင်ကျဲဝေဒနာခံစားနေရကြောင်းမလို့ပုံမှန်ခြေစွမ်းအောင်မရရှိပဲနဲ့ကိုသွင်းယူမှုနဲ့ဖန်တီးမှုတွေမှာလည်းအနေငယ်ရောကြလာခဲ့ပါရီ ဒါမဲ့လေပြီးခဲ့တဲ့၄လအတွင်းပါတီဘွိုင်းလီယာမင်းကတော့ဘောလုံးကွင်းပြင်ပကတရင်နေကြောင်းခေါင်းစည်းပိုင်းမှာပုံမူပါဝင်လာခဲ့ပါတယ်။သူ့အနေနဲ့ဇူလိုင်လမှာကျင်းပခဲ့တဲ့၁၈နှစ်ပြည့်မွေးနေ့ပါတီအတွက်ဝေဖန်မှုတွေကိုလည်းရခဲ့တယ်လို့ပြိုင်ဘက်ရီယယ်မက်ဒရစ်ကိုအပြစ်တင်ဆွဆွဲမှုတွေပြုလုပ်ခဲ့ခြင်းကြောင့်လည်းဝေဖန်ခံရပါတယ်။ပရီးမီးယားလိဂ်ကတွင်ကစားသမားဆာဟာကပေါ့ကတ်တစ်ခုမှာယာမင်းရဲ့ရည်ချင်းတွေကတရင်နေတွေမှာသူ့အကြောင်းတွေအများများလာနေလို့အလားအသက်ဖြစ်သွားနိုင်တယ်လို့ဆိုရင်းကြောင်းပြောကြားခဲ့ပါတယ်။ သူ့ကိုပေါင်တန်းတော့ပေးပြီးတော့ခေါ်လိုက်တာ PSG ဒါမှမဟုတ် Man City ပဲရှိလိမ့်မယ်ထင်တယ်။အဲဒါမှမဟုတ်ဒီလိုထိတဲ့ကလပ်ကိုစော်စီစီပြောင်းရွှေ့သွားတော့မြင်ရရင်လည်းဝမ်းနည်းစရာဖြစ်ပါလိမ့်မယ်လို့စာဟာကပြောခဲ့ပါသေးတယ်။စာအနေနဲ့ရာမဲဟိုဘာစီလိုနာမှာရေရှည်တည်ငြိမ်ပြီးတော့ဖွေမျိုးတိုးတက်စေခြင်းနဲ့ဆန္ဒရှိပြီးတော့ယခင်နေ့မှာဘာစီလိုနာကလည်းထွက်ခွာခဲ့တယ်လို့မျိုးနာမည်ကြီးလိုစေကြောင့်လမ်းလွဲသွားမှာကိုလည်းစိုးရိမ်နေပါရဲ့။ နေမလိုကစားသမားဟာမက်ဆီနဲ့တွဲဖက်ကစားရေးနဲ့ပုံမပြောင်းရွှင်ပြီးတော့အောင်ပြင်နိုင်ပေမဲ့လည်းအတ္တနဲ့စီမံခံခွဲမှုအခက်အခဲကြောင့်မလို့လမ်းမရောက်ခဲ့ရတယ်လို့လည်းဆာဟာကသုံးသပ်ခဲ့ပါသေးတယ်။ရာမဲရဲ့ခြေစွမ်းကိုမက်ဆီနဲ့နိုင်ရှင်မှုတွေလည်းရှိနေပြီးတော့ဝက်စလီစနိုက်ဒါကရာမဲဟာမက်ဆီရဲ့အမြင့်ကိုကျော်လွန်နိုင်ရည်ရှိတယ်လို့တော့မှပြောခဲ့ဘူးပါရီ။ဒါပေမဲ့လည်းဆာဟာကတော့သဘောမတူပဲရာမဲကနေမရဲ့လမ်းကြောင်းအောင်ဒါလိုက်နိုင်ဝင်ရှိတယ်လို့သုံးသပ်ခဲ့တာပါ။ဆာဟာကရာမဲကတနည်းနည်းမှမက်ဆီကိုကြော်တက်နိုင်မလား။သူ့အတွက်ကောင်းပါပါ။ အဲဒါမဲ့မဖြစ်နိုင်ဘူးလို့လည်းထင်ပါရည်။ယာမဲမှာအရေးကြီးရှိမယ်ခရစ်စတီယာနိုရိုနယ်ဒိုမှာရှိတဲ့ဘောလုံးပေါ်ဆွဲလန်းလုံးတဲ့စိတ်မျိုးကိုမတွေ့ရသေးပါဘူး။ယာမဲဘဝင်းကျင်မှာလည်းအာယုံပြပြားကြရည်ရှိနေတာမကောင်းပါဘူးလို့လည်းမှတ်ချက်ပေးခဲ့ပါသေးတယ်။စာဟရဲ့အမြင်ကတော့နေမာဟာယာမဲထက်ပိုပြီးတော့ကောင်းမွန်တဲ့အရေးကြီးရှိခဲ့ပေမဲ့နေထိုင်မှုပုံစံမမှန်ကန်ခြင်း၊ဒဏ်ရာရရှိခြင်းနဲ့အာယုံပြပြားကြရည်ကြားမှာဆွဲခေါ်ခြင်းခံခဲ့ရလို့သူ့ရဲ့အလားအလာတွေဆုံးရှုံးခဲ့ရတယ်လို့မှတ်ယူထားတာပါ။ဒါမဲ့လည်းဒီလိုလမ်းကြောင်းတွေကိုရွေးချယ်သွားမှာလို့စိုးရိမ်မိကြအောင်စာဟကထပ်မံပြောကြားခဲ့ပါရည်။ ဝေဖန်မှုတွေရှိနေပေမဲ့လူငယ်ကစားသမားယာမဲဟာညီမညက်ကြီးပြီးတော့စိတ်သက်ခိုင်မာသူအဖြစ်ဆက်လက်ပြီးတော့ရှိနေပါတယ်။ယာမဲဟာကျွန်တော်စူပလာအားလုံးလိုချင်ပါတယ်။ရလဒ်သမီးအောင်မြင်ချင်ပါတယ်။ကျွန်တော်ဆက်ပြီးတော့တိုက်ခိုက်သွားမှာပါလို့ပြောကြားခဲ့ပူပါသေးတယ်။